ဝါထင်းချုပ်ဒေသမိုင်းလင်းခရိုင်မှာရှိတဲ့စာတင်ကျောင်းတစ်ခုမှာကလေးတွေကိုပားရိုက်ဆုံးမတဲ့တရုတ်ကျောင်းဆရာကို UWSA အဖွဲ့ကဖမ်းဆီးခဲ့တယ်လို့ဒေသရင်းသတင်းဌာနတစ်ခုဖြစ်တဲ့ဝါနယူလန်စ်ရဲ့ဖော်ပြချက်အရသိရပါဗျ။စာတင်ကျောင်းတစ်ကျောင်းမှာ ။ဆာမလိုက်နိုင်တဲ့ចောင်းသားတွေကိုတရုတ်ចောင်းဆရာတဦးကပားရိုက်ဆုံးမခဲ့တဲ့ဗီဒီယိုဖိုင်တစ်ခုလူမှုကွန်ရက်ဆာမျက်နှာမှာစွန်6ရက်ကပြန့်နှံ့ခဲ့ပြီးတဲ့နောက်အဆိုပါတရုတ်ចောင်းဆရာကို UWSA တရားစင်ရေးဌာနကစစ်ဆေးအရေးယူဆောင်ရွက်တာတွေပြုလုပ်နေကြောင်း UWSA လာရှုံယုံဆက်ဆံရေးတာဝန်ခံဦးညီရန်ကဝါနယူလန်စ်ကိုဖြေကြားထားတာကိုတွေ့ရပါတယ်။ဒီကြောင်းစီရကိုဖန်ထားပြီးစစ်ဆေးမှုတွေပြုလုပ်နေပါပြီ။ထိုက်တဲ့နဲ့ပြည်တံတွေချမှတ်ပြီးအေးအေးယူဆောင်ရွက်ချက်တွေလှုပ်သွားဖို့ရှိပါတယ်လို့ဦးညီရန်ကပြောပါရယ်။ ဝါအဖွဲ့အနေနဲ့၎င်းတို့ဒေတာရင်းပြည့်မှုကျွလွန်သူတွေကိုဖမ်းဆီးပြီးလူအများမြင်ကွင်းမှာပြစ်ဒဏ်ဆင်ရင်လေးရှိပြီးအခုဖမ်းဆီးထားတဲ့တရုတ်နိုင်ငံသားကိုဘလို့အရေးယူမယ်ဆိုတာကိုမသိရှိရသေးတာဖြစ်ပါတယ်